ေါ်မှာရှိတဲ့ point နဲ့ a နဲ့ distance ကိုပြောတာ distant function ကိုပြောတာเนาะ distant function နဲ့ဆရာတော့အလုပ်လုပ်တာအဲ့ distant function နဲ့မှာမှဘယ်သူကိုဆရာတော့စဉ်းစားတာလဲဆိုတော့သူ့ရဲ့ derivative distant function ကို differentiate လုပ်လိုက်လို့ရရဲ့ derivative တနည်းပြော gradient function ကိုဆရာတော့စဉ်းစားတာမင်္ဂလာပါဆရာတို့ဘယ်မှာဆရာဒီနေ့ developer မှာ grade 12 chapter 9 applications of differentiation နဲ့ပတ်သက်ပြီးတော့ section D ပေါ့ငါမှတ်တမ်းအသုံးပြုပြီးတော့ဆရာ review လေးနဲ့လုပ်ပေးခြင်းနဲ့ okay ဒါဆိုဆရာစာအောင်နော်ဒါကောင်းပြီဆရာဒီမှာပုံစံလေးဆရာရွေးတာလေးရှိတယ်ပေါ့နော်ဒီလိုပုံစံမျိုးကတပုတ်လောက်ကင်လိုက်ရင်တော်တော်များများကိုအဲပြန်လှန်လေ့လာပြီးဖြစ်တဲ့အတွက်ဒါမျိုးဆရာရွေးချယ်တာဖြစ်တယ်အဲ့တော့ဆရာတို့ကပေးထားတဲ့ function ကိုဆရာတို့ချက်ကြည့်လိုက်ကြည့်လိုက်မယ်ဆိုတော့ဒါ usually elementary function ဆို cubic clever ဆရာတို့ပေးထားတာနော် ပေးတာတော့ဆက်လေးဆရာဒီမှာဒီမှာဒါလေးချက်ချရေးလိုက်မယ်နော် f for x equal to တဲ့နော် f for x equal to x cube minus 27x တဲ့ဒီလိုပေးထားတယ်။ကောင်းပြီမေးထားတဲ့နံပါတ်1မေးခွန်းကဘာလဲဆိုတဲ့ခါကျတော့ open intervals ကိုရှာပေးရမှာ on which f is increasing or decreasing ဒီ function f က increasing ဖြစ်နေတဲ့ interval decreasing ဖြစ်နေတဲ့ interval ကိုဆရာတို့ကပိုင်းခြားပြီးတော့ရှာဖွေပေးရမှာ ဲ့တော့ဆရာတို့လုတ်လုတ်ပြီးတော့နောက်တစ်ခုကနော်နောက်ထပ်မိကုန်းတစ်ခုကြော်ဖတ်မယ်ကြိုကြိုဖတ်လိုက်မယ်ဆိုလို့ရှိရင် functions local maximum and local minimum ဆိုပြီးတော့ဆရာတို့မေးရနော် extreme တွေမေးရတာရှိတယ်အဲ့တော့ဘာလို့တင့်လဲဆိုတော့အရင်ဆုံးဆရာတို့ကသူ့ကို first derivative ရှာမယ် second derivative ရှာမယ်ဒါမလွဲမသွေလောက်အောင်ဆိုတော့ဆရာတို့လုတ်ထားလိုက်မယ်ကြိုပြီးတော့ဒီမှာဆရာတို့ 3x square 27ဒီမှာကျတော့ 6x ဖြစ်သွားမယ်နော်ဒါ power very simple နော် power sheet ထားပြီးတစ်ထပ်လျှော့လိုက်တဲ့ case နေနေဆရာတို့ပြီးသွားတယ်ပေါ့ ဟုတ်ပြီ open interval ရှာမယ်ဆိုဆရာကအရင်ဆုံးဘာလို့ဖို့လို့ဆို critical point သိဖို့လိုတယ်နော်ဟုတ်ပြီ as a critical point ကိုဆရာတို့အရင်ဆုံးရှာမယ် for a critical point ပေါ့နော်အဲ့တော့ for critical point တော့ဒီမှာဆရာတို့ကြည့်လိုက်အောင်နော် first derivative ကိုကြည့်လိုက်မယ်ဆိုရင် 3x² 27ဆိုတော့ and 5ဖြစ်နိုင်တဲ့ condition မရှိဘူးနော်သူတို့0နဲ့ဆရာတို့ equate လုပ်လိုက်မယ် f' of x equal 0ဆိုလို့ရှိရင် 3x square minus 27 equals 0ပေါ့အဲ့တော့ x square equal 9ဖြစ်တယ် x equal to plus or minus 3ဖြစ်သွားတယ် right ဟုတ်ပြီဒါဆိုရ critical point ရပြီ x ဆံပို negative 3နဲ့ positive 3မှာအဲ့ဒါကြီးရဆရာတို့နော်ဂျားပိုင်းအနေနဲ့၃ပိုင်းခွဲခြားပေးလိုက်တာပဲအဲ့ဒါကိုဆရာတို့ကအဖြေရှာကြည့်မယ်နော်ဘယ်အပိုင်းမှာဘာတွေဘလို့ဖြစ်နေလဲဆိုရယ်ကိစ္စပေါ့အဲ့ဒါကလည်းလွယ်လွယ်လေးပဲအ ကျတော့ inodia မှာ sin of เนาะ f prime of x เนาะ sin of f prime of x ဒါ derivative function ပေါ့ပြီးတော့နောက်တစ်ခုသိရမှာပါဆို behavior of f ပေါ့เนาะဟုတ်ပြီအဲ့တော့ behavior of f နှစ်ပိုင်းရှိနှစ်ပိုင်းရှိရဆရာဒီမှာဘာဆွဲလိုက်မလဲဆိုတော့ number line တစ်လိုင်းကိုဆရာကောက်ဆွဲလိုက်မယ်ဆွဲပြီးတော့ဆရာဒီမှာ -3 နဲ့3နဲ့ဆိုဆရာဒီလိုမျိုးအကျန်းကောက်ထည့်လိုက်မယ် ဟုတ်ပြီ negative 3တဲ့ငယ်တဲ့အပိုင်းပေါ့အဲ့တော့ sin of f prime of a ကဘာဖြစ်မလဲ negative 3တဲ့ငယ် negative 4 negative 5အစရှိတယ်ဖြစ်ပေါ့ကဲ negative 5ကိုဒီ x square နေရာမှာထည့်လိုက်မယ်ဆို25 3 times ဆိုရဲဟို27ထက်ကြီးသွားပြီအဲ့တော့သူဘာဖြစ်ဆို positive ကိုပေးတယ် negative 3နဲ့3ကြားမှာဆိုရင်အလွဲတကူထည့်လို့ရတာ0ပေါ့0 square တွေ0ဆိုတော့ negative 27နဲ့ရှင်းလိုက်မယ်ဆိုရင် negative ထွက်မယ်သုံးတဲ့ကြီးသွားတဲ့ကခုနလို45တွေထည့်လိုက်မယ်ဆိုရင် positive ပဲထွက်မယ် အဲ့တော့ဇေရာ behavior of the function ရဲ့ behavior က plus ဖြစ်နေတဲ့အတွက်ကြောင့်မလို့တော့ increasing เนาะဒီ derivative ကဆိုင်က plus ဆိုလို့ရှိရင်ဒါ increasing negative ဆိုရင်ဇေရာ decreasing เนาะ positive ဆိုရင်တော့ increasing ပေါ့เสีย INC DC INC ရေးလို့ရလားဆိုတော့အဲ့လိုရေးလို့ရတယ်ဆိုတော့စီမင်းမရှိပါဘူးเนาะဒါပေမဲ့ဇေရာကဒါကစဉ်းစားနေတဲ့အပိုင်းပေါ့ နော်စဉ်းစားတွေးခေါ်နေတဲ့အပိုင်းစဉ်းစားတွေးခေါ်တဲ့ချင့်ကပ်နေတဲ့အပိုင်းအဖြစ်မှန်ရောက်ဖို့အတွက်ချင့်ကပ်နေတဲ့အပိုင်းအဲ့ဒါဆိုဒီအစိကိုကြော်ပြီးအဖြစ်မှန်ကောမွန်ရေးနိုင်နေဆိုရင်ဒီလိုရေးလို့အမှတ်လျှော့ရဲဆိုတာကတော့အတိတ်ပဲမရှိတော့ဘူးလို့ဆရာကမြင်တယ်။ Okay ဒါဆိုဆရာကအဖြစ်မှန်ကိုရေးမယ်။ရေးမယ်ဆိုဆရာကအပိုင်းကဒီလိုရှိတယ်နော်။ Interval ရေးမယ်ဆို on နဲ့ရေးပေါ့။နော် x က less than negative 3ဆိုတဲ့အပိုင်းနဲ့ x greater than ဆိုတဲ့3ဆိုတဲ့အပိုင်းအဲ့ဒီ interval နှစ်ခုမှာတော့နော် the function f ပေါ့နော်။ the function f ကဘာဖြစ်နေလဲဆိုတော့ so, increasing ဖြစ်နေတယ်เนาะโอเคဒါပေမဲ့ ne, no? okay. negative 3နဲ့3ဂျားထဲမှာ ne negative 3 less than x less than three 3အဲ့ဂျားထဲမှာတော့ the function f ကဘာဖြစ်နေလဲဆိုတော့ so, decreasing pe, ne, ne. okay. ဲ့တော့ဆရာတို့ဒီအခုနံပါတ်နံပါတ်1မေးခွန်းကိုဆရာတို့ဒါဖြည့်ပြီးသွား Open Interface တွေကိုဆရာတို့ဖြည့်ပြီးသွားပြီနော်မပြောရစော open interval ဆိုရင်ခုနက negative 3 3တွေမှာဆရာတို့ test စဉ်းစားလို့မရဘူးအဲ့ဒါတွေက critical value တွေကိုဆရာတို့ပေးရတဲ့ point နေเนาะအဲကြောင့်မလို့အဲ့ကောင်နေမပါရဘူးအဲကြောင့်အစားရဲ the open interval လို့ဆရာတို့ပြောရတာเนาะအဲ့ဒီ point နေမှာ undefined ဖြစ်ချင်မဖြစ်လို့ရှိရင် तू က stationary တွေဖြစ်နေတာပေါ့ เนาะไอ้ point นี่ดิคุณน่ะ negative 3 3တော့เนาะမရောက်ခင်ရောက်ပြီးဂျားတယ်အဲ့အခြေအနေမှာသာလင် function က attack ဒီအကြတွေเนาะအမြင့်နေเนาะအဲ့ဒါတွေရှိတာဟုတ်ပြီအဲ့တော့ဆိုအမြင့်နေအနေနေဒါတွေကိုရှိတာเนาะအစင်းနေအတက်တွေဒါတွေရှိတာเนาะဒါဒါဆက်ရှာပြီးသွားပြီ number 1 number 2 functions local maximum and local minimum ဟုတ်ပြီဒီ functions ရဲ့เนาะ local maximum or local maximum and local minimum เนาะဒါကိုမေးတာ extreme မေးတာသူက x တန်ဖိုး -3 က second derivative ထဲမှာထည့်လိုက်လို့ရှိရင်အခုဒီမှာ second derivative ထဲမှာဆရာတို့ဒီမှာထည့်လိုက်ရင်တန်းသိတယ် negative ထွက်တယ်ဆိုတာ maximum ပေါ့ဒါပေမဲ့ဒီ maximum တွေ့ရတယ်เนาะ x တန်ဖိုးကိုမေးတယ်လို့ဆရာဒီမေးခွန်းကိုမယူဘူးဘာဖြစ်လို့ဆိုတော့ဒီ function ရဲ့ local maximum local minimum ဆိုတော့ another value ကိုထည့်တဲ့ဖြုတ်ဖြုတ်သူက y coordinate ကိုဆရာမေးတယ်လို့နားလေတယ်เนาะ functions မှာ the apostrophe s ပါနော် local maxima တွေးစီတဲ့ which can occur နော်ဒီကောင်တွေးစီတဲ့ the value of x အဲ့လိုမေးတာမဟုတ်ဘူးနော်အဲ့ဒါဆိုရင်နော်ဆရာက negative 3နဲ့3နဲ့တန်းရေးလိုက်ရပြီ okay အဲ့တော့ဆရာတို့ကဒီမှာဆက်ပြီးတော့ဆရာတို့ဒီမှာနံပါတ်2ကိုဆရာတို့ဒီမှာတွက်ကြည့်မယ်နော်နံပါတ်2ကအာ negative 3နဲ့3မှာဆိုတော့ तू က f double prime of x က 6x f of x က x cube minus 27x ဟုတ်ပြီနော်အဲ့တော့ဒီအားလေးကိုမြင်ပါဆိုလို့ပါ x is equal to no, negative 3 implies. So no, uh, f double prime of negative 3 equals 6 negative 3 equal negative 18. No, uh, uh, that less than less than 0. Less than 0 so a day bigger, it has maximum value. No? <clears throat> အလားတူရဲ့ x is equal to နော်အဲ့တော့ဆရာတို့ကဘာဆိုတော့ x is equal to negative 3ဆိုတော့ therefore f of negative 3 equal ဆိုရင်ဒါမူရင်း function ဖြစ်သွားပြီပေါ့နော်မူရင်း function ဆိုတော့ x cube minus 27 x ကိုဆရာတို့ကင်ပေးရမှာနော်အဲ့ဆိုတော့ negative 3 cube minus 27 times negative 3 equals ဆိုတော့အဲ့ကောင်ဒီအဖြစ်ဘလောက်ရမလဲဆိုတော့အာ54ရလိမ့်မယ် နော်သူက negative သူက positive ဆိုတော့သူ29နော်အဲ့တော့ဒီကောင်က positive 54ထပ်သွားလိမ့်မယ်ဟုတ်ပြီအဲ့လိုပဲ s is equal to positive 3ဆိုလို့ရှိရင် f of a prime of 3 equals 6 times 3 equals 18 so greater than 0ပေါ့အဲ့လို greater than 0ဖြစ်သွားပြီဆိုလို့ရှိရင် therefore เนาะ it has no minimum value နော် greater ဆို minimum minimum ဆိုတော့ f or နော်3 equals နော် f or 3ဒါသူ့ရဲ့ minimum value ဆရာတို့ထပ်ပြီးထပ်ဆင့်ရှာပေးတာပေါ့နော်3 cube minus 27 times um a positive 3 equal ဒီက27နော်ဒီက27 3 times ဆိုတော့ notice ဆရာ negative 54ရမယ်နော်ဒါဘာလဲဆိုတော့ဘေးနားမှာပို့ပြီးတော့နော်ချိန်တိအောင်ရေးရင်းနေဆိုရင်နော်ဒါကဘာလဲဆိုတော့ local maximum ဒါကပါလဲဆိုတော့ local minimum အဲ့ဒါလို့ရမယ်။ကာမီဒါနံပါတ်2ကိုဆရာတို့စဉ်းစားတာပေါ့နော်။ဆိုတော့နောက်တစ်ခုကကြတော့နော် x the open intervals on which the graph of f is concave up or concave down ။အဲ့တော့ဒီ open intervals ကိုဆရာတို့အခုမေးတယ်။မေးတဲ့ဆိုတဲ့နေရာမှာ concavity နော်ဘယ်နေရာကခုံးနေလဲဘယ်နေရာက ခွက်နေလဲဆိုတော့မေးတာအဲ့ဒါကြတော့ဆရာတို့က second derivative နဲ့ဆုံးဖြတ်မှရမယ် second derivative နဲ့ဆုံးဖြတ်မှရမယ်ဆိုတော့ second derivative ကဒီမှာ 6x ဆိုတာဆရာတို့ဒီမှာရှိထားတယ်เนาะအဲ့ 6a ကိုဆရာတို့က0ဖြစ်ချင်ဖြစ်เนาะမဖြစ်ချင် undefined ဖြစ်ဆိုတော့အခြေအနေမှာဆရာတို့ဒီဒီ point of inflation ကိုဆရာတို့သွားပြီးတော့ဆရာတို့ရှာလို့ရတယ်เนาะကွေးပုံပြောင်းတယ်အဲ့ကွေးပုံပြောင်းသွားတဲ့နေရာမတိုင်ခင်နဲ့တိုင်ပြီးအဲ့ဒါက ခွက်ချင်းခွက်မယ်ခုံးချင်းခုံးမယ်ဆိုရင်အခြေအနေကို second derivative နဲ့ဆရာကိုဆက်ပြီးတော့ဆုံးဖြတ်ကြည့်အောင်နော်ဟုတ်ပြီအဲ့တော့ number 3 number 3อ่ะเนาะ f double prime of x equals 0ဆိုရင်เนาะဆရာတို့อ่ะ 6x equals 0 x must be 0ဖြစ်သွားတာဗောเนาะ x တန်ဖို့0ဖြစ်သွားတာဗောเนาะအဲ့တော့ဆရာတို့ဘာလုပ်လို့ရလဲဆိုတော့ဒီမှာကြတော့ sin of เนาะဒီကကြတော့ပြောင်းသွားရယ်เนาะ sin of เนาะ first derivative mode or no second derivative no now the khua ja ro ba le so behavior of f eh a la ku na dai me no ku na dai me sia ro yee bi ro sia di ma ဟိုအလေး number line လေးတခုဆီရဒီမှာဆွဲလိုက်မယ်เนาะ number line လေးတခုဆွဲလိုက်မယ်တော့ data table တွေစောက်ပြီးတော့တွက်ရရလာဆိုရပါတယ်เนาะဘလို့ပဲ approach လုပ်လို့လေအဖြေမှန်ထွက်အောင်ဆိုရတော့ချင့်ကတ်တဲ့နီးလန်းဆိုတာကတော့အမြင့်မြင့်ရှိတာပေါ့เนาะဒါ0ပေါ့ဟုတ်ပြီ0မတိုင်ခင်ဆိုရင် negative တွေအဲ့တော့ six x ထဲမှာနော် second derivative ရဲ့တန်ဖိုးက six x ဆို negative တွေထဲ negative ပဲထွက်မှာပေါ့နော် positive တွေထွက်ရင်တော့ဆိုတော့ six x ဆိုတော့ positive ပဲထွက်မှာပေါ့အဲ့ဒါကြောင့်မလို့ zero မတိုင်ခင်မှာဘာဖြစ်သွားလဲဆိုတော့ concave down ဖြစ်သွားတယ်နော် concave down ဖြစ်ပြီး zero ကျော့သွားတဲ့ခါမှာပဲဆိုတော့ concave up ဖြစ်သွားတယ်အဲ့တော့ဒါလေး down နဲ့ app ကိုဆရာသိပြီဆိုဆရာရေးလို့ရသွားပြီအဲ့ဒါကြောင့်မလို့ဆရာဘာရေးမလဲဆိုတော့ therefore နော် on x less than 0, no? the function f is, no? the graph of no? f is, concave down. And, what's the email? On x greater than 0မှာဆိုရင်တော့ so, you know, the graph of f is concave up na, အဲ့လိုရှိရနော်အဲ့လိုရှိရ so ဒီအားလေးကိုဆရာတို့ကဒီလိုလေးရေးပြီးသွားပြီဆိုလို့ရှိရင်တော့ the point of inflection နော် the point of inflection ကတော့ဆရာတို့ဘာမှ so, တွက်เสียမလို့ကျွဲကူးရေပါအဖြေကိုရပြီးပြီပေါ့နော်ကျွဲကူးရေပါအဖြေဆိုတဲ့နေရာမှာဒီလိုရှိတယ်ဒါကနံပါတ်4ရေးတာပေါ့နော်ခုနကဆရာက0ဒီမှာ f double brother x equals 0ထားရတော့ x တမ်းကို0ဖြစ်သွားတာပေါ့ x တမ်းကို0မှာဆိုရင်ဆရာကသူ့ရဲ့မူရင်း function f of x တဲ့ကိုဒီမှာပြန်ထည့်လိုက်မယ်ဆို0 cube -27 times 0ဆိုတော့0တွေပဲဖြစ်သွားအဲ့ကြောင့်ဆရာကဘာဖြစ်သွားမှာဆိုတော့0 0เนาะ0 0 is a point of inflation ပေါ့เนาะ โอเคဒီတပုတ်ထဲနဲ့တွင်ကိုဆရာတို့ကတော်တော်များများ review လုပ်နိုင်လိုက်တယ်လို့ဆရာမြင်တယ်အဲကြောင့်ဆရာဒီပုတ်စာလေးကိုဆရာရေးဒါပေမဲ့ဒီပုတ်စာကိုငါမှတ်တန်နေလို့ဘယ်လိုပြောရမှန်းလဲမသိပါဘူးเนาะဘာဖြစ်ဆိုចောင်းသားတယောက်အနေနဲ့သိမှုတွေအများကြီးရှိမှရတယ်လှုပ်ချက်တွေအများကြီးရှိတယ်ဆရာအမြင်မှာတော့ငါမှတ်ထက်ပိုတန်နေလို့ဆရာမြင်တယ်โอเคဒါဆိုလို့ရှိရင်ဆရာတို့ကနောက်ထပ်တပုတ်နဲ့ဆရာတို့เนาะနည်းနည်းလေးပြန်ပြီးတော့ပြန်လှန်ပြန်လှန်လေ့လာတဲ့ပုံစံလေးလုပ်ကြည့်အောင်နောက်ထပ်တပုတ်ကကြတော့ find the point of the cuff y square equal to 4 is the conic section เนี่ยဆက်ဆက်နေတယ်ဒီကိစ္စอ่ะလေ which is nearest to the point 2,1เนี่ย तू ပြောတာอ่ะไอ้ equation မှာ y square equal to 4ဆိုတဲ့ equation မှာเนาะ point 8 point ရှိတယ်8 point อ่ะအခု तू ပေးထားတယ်2,1ဆိုရင်အနည်းဆုံး point เนาะအနည်းဆုံး point ကိုဆရာတို့ရှာခိုင်းတာဆရာတို့ရှာပေးရမှာအဲ့တော့ဒီ point နှစ်ခုကအဲ့အဲ့နေရာမှာចောင်းသားတွေဖမ်းရမှာဘယ်လိုဖမ်းရမလဲဆိုတော့ဒီမှာလဲ point ဒီမှာလဲ point point နှစ်ခုအနည်းဆုံးနေအဝေးဆုံးနေပြောနေရဆိုရင်တော့ဒါက distance ကိုပြောရဆိုတော့ understood တန်းသိရမှာဒါကြောင့်သားဒီလိုမေးခွန်းကိုဒီလိုဒီလိုခြေရခံနိုင်ရမယ်ဟုတ်ပြီအဲ့တော့ဆရာတို့က distance ကိုစောက်ဖို့လိုတယ် distance ကိုစောက်ဖို့လိုဆိုဆရာတို့ရှာခြင်းနဲ့ point ကဆရာတို့မသိဘူးနော်မသိတော့ let the point no which is nearest to the point 2,1b x,1 လို့ဆရာတို့ထားလိုက်မယ်နော်အင်းဆုံးဆရာတို့အဲဟိုဟာလေးပေါ့ဆရာတို့ရှာခြင်းတဲ့ point ကိုဆရာတို့ unknown point ကို x,1 လို့ဆရာတို့ထားလိုက်တယ်ထားပြီးတော့မှဆရာတို့ distant formula နော် distant formula တော့ကျောင်းသားတိုင်းဒါသိပြီးလို့ဆရာယူဆရတယ်နော်အဲ distant formula က d equal to square root of နော် y2 minus y1 square plus x2 minus x1 square ဆိုပြီးတော့ဆရာဒါ distance formula ဒါမှမဟုတ်ဆရာအဲ့ distance formula အဲ့အတိုင်းဆရာမရေးဘူးဆရာ d square နဲ့ရေးမှာ d square equal to ဆိုလို့ရှိရင်ဆရာက square တင်လိုက်တာဒီဘက်ကအမိုးကြီးပြုတ်သွားတာပေါ့နော် root ကြီးပြုတ်သွားတာပေါ့အဲ့ဒါဆိုဆရာတိထားတဲ့ point နဲ့ point ဆရာတို့ထည့်ကြည့်အောင်နော် y minus y1 က1ပေါ့ square plus เนาะ x minus 2 square ပေါ့အဲ့တော့ဒီအနည်းဆုံးနေအဝေးဆုံးနေ နော်ရှာတော့မယ်ဆိုလို့ရှိရင်တဘောကတော့ maximum နဲ့ minimum နဲ့ extreme မျိုးဆိုရှာတော့မယ်ဆိုရင်သူ့ရဲ့ first derivative ကိုရှာဖို့လိုတယ်အဲ့တော့သူ့ရဲ့ first derivative ကိုရှာဖို့လိုဆိုသူ့ကို differentiate လုပ်လိုက်မယ်နော်အဲ့ဆိုသူကဘာနဲ့ဘာအလိုက်လုပ်မှာလဲဆိုတော့အဲ့ differentiate မလုပ်ခင်မှာဆရာတို့က n တော့နှလုံးဖြစ်နေတယ်အဲ့တော့ x နေရာမှာ y square over 4လေးကိုဆရာပြောင်းလိုက်မယ်ဘာကြောင့်လဲဆိုတော့ y square equal to 4x ကို ဆိုတော့ x equal to y square over 4ဆိုတာကတော့ဒါက understood ပေါ့အဲ့တော့ဒါလေးကိုဆိုတော့ဒီခါလေးတန်းထည့်လိုက်မယ် equals နော် y minus 1 square plus y square over 4 minus 2 the whole square ပေါ့နော်ဒီလိုလေးဆရာတို့ထည့်လိုက်မယ်အဲ့တော့အဲ့လိုထည့်ပြီးပြီဆိုရင်ဆရာသူ့ကို differentiate လုပ်မယ်ဟုတ်ပြီသူ့ကို differentiate တော့2 power sheet ချရတထက် short ရ 2d ပေါ့အဲ့တော့ဘာလိုက်ရှိမှာလဲဆိုတော့ဒီ equation ကြီးအကြောင်းလုံးဆိုရတော့ with respect to y y in လိုက်ရှိမှာ ဲ့တော့ကျတော့ inside function ဒီ d ကိုပြန်ရှိတော့ d d over dy အဲ့လိုဖြစ်သွားတယ် equals နော် power ရှိချတယ်2 y minus 1တထက်ရှိရတော့1ပေါ့ inside function ကိုပြန်ရှိ1ကဘာမှမထူးတော့ဆရာမရေးတော့ဘူး plus ဟုတ်ပြီ power ရှိချမယ် 2s ပြီး y square over 4 minus 2 the whole to the power 1 inside function ကိုဒီအားလေးကိုဆရာပြန်ရှိဖို့လိုတယ်ပြန်ရှိဖို့လိုတယ်ဆိုတော့ power ကိုရှိချလိုက်တော့28 4နဲ့ရှိရင်တော့ half ပေါ့ half y minus 2ကရှေ့လိုက်0ဖြစ်သွားတော့ဒီကောင်းဒီလိုဖြစ်သွားပြီးကြတော့ဒီလိုဒီလိုဆီရောလမ်းပြီးတော့ဒီလိုခြေလိုက်လို့ရတယ် okay ပါဆိုတော့အတီသုံးလုံးကမြောက်ထားတာဟုတ်ကောင်းပြီအဲ့တော့ DRE ကိုဆီရောဒီ DE တွေဘာညာဟိုဘက်ကိုမရွှေ့တော့ဘာကြောင့်လဲဆိုတော့ဆီရောက stationary value ဆီသိကျင်တာဟုတ်အဲ့တော့ DD over dy equal 0ဖြစ်မယ်ဆိုရင် ဓာကြီးကို0ကိုပေးလိုက်တာဓာကြီး0ဖြစ်မယ်ဆိုရင်ဒီဘက်က 2D နဲ့မျှောက်လဲ0ဖြစ်သွားတော့ဒီဘက်က equation တစ်ခုလောက်ဆီရော0နဲ့ equate တန်းလုပ်လို့ရသွားတယ်။နော်အကွက်မြင်ဖို့လိုတယ်။အကွက်မြင်ဖို့ဆိုတာကလည်းចောင်းသားတွေကအတွေ့အကြုံများဖို့လိုတယ်။နော်အားကြောင့်ဆီရိုရေးထားတဲ့ practice expo လို့ပုံစံမျိုးစာအုပ်မျိုးမှာဆိုလို့ရှိရင်ပုံစံတွေအများကြီးထည့်ပေးထားတာစုံစုံလင်းလင်းနော်အတွေ့အကြုံများအောင်လို့ဆိုတော့2 times y minus 1 um plus y times 1 y square over 4 minus 2 equals 0အဲ့လိုဖြစ်တယ်။အဲ့ဒါလေးကိုဆရာတို့ကနည်းနည်းလေး simplify ဆက်လုပ်ကြည့်အောင်။ဟုတ်ပြီအဲ့တော့ဆရာတို့ 2y minus 2 bot plus ဒီကောင်လေးဝင်မြောက်မယ်ဆို y cube over 4 minus 2y equals 0အဲ့တော့ positive 2y negative 2y ကျွားမယ်။အဲ့တော့ negative 2ကိုဝက်သွားရင် positive 2ဆိုတော့ y cube equal to 8ဆိုတော့ y equal to 2ဆိုပြီးဆရာတို့ထွက်သွားတယ်တဲ့လား။ အကောင်းတယ်နော် why ကိုအဲ့မှာဆရာတို့ကဒီနေရာမှာ first the first derivative ကို simplify လုပ်လို့ရတဲ့အဖြေကနော်ဒီဒီနားလေးမှာကျတော့သိထားဖို့လိုတယ်အဲ့ဒါ dd over dy equals နော်ဆရာတို့ဘယ်လောက်ရတာလဲဆိုတော့ y cube over 4 y cube over 4 minus 2ဆိုတဲ့အဖြေကိုဆရာတို့ရတာ။ဒါက keep in your mind ဒါစိတ်ထဲမှာဆရာတို့သိထားဖို့လိုတယ်။ဒါဒီမှာဆရာတို့0နဲ့ equate တန်းလုပ်ပြီး simplify တန်းလုပ်သွားပြီးဒီ equation ကို solve လုပ်တော့ y နဲ့မို့2ထွက်လာတာ။ဟုတ်ပြီ y နဲ့မို့2ထွက်လာတော့ဆရာတို့ x တန်းဖို့ဆရာတို့ဆက်ရှာမယ်ဆိုရင်ခုနပေးထားတဲ့ဒီနေရာမှာဆရာတို့ထည့်လိုက်မယ်။2 is square to 4 4 4 is our 1 so x 1ပေါ့အဲ့ဒါ ਈ ဘာတွေက therefore x 1ဆိုပြီးတော့ဆရာတို့တန်းပြီးတော့ဆရာတို့အဖြေရေးလို့ရတယ်เนาะအဆင့်ကျော်ပြီးရေးလို့ရပါဆိုတော့ဒီလောက် concept ကြီးတောင်တွက်ခဲ့တာ နော်ဒါတော့အဲ creative ကျောင်းသားတွေရဲ့လက်ထဲမှာဘာရှိဆို scientific calculator လုံရှိနေတယ်နော်ဒါက calculator work အနေနဲ့လဲဆိုစဉ်းစားလို့ရပါဘာဖြစ်လို့နော်ဆက်သုံးသပ် type x equal 1ဆိုပြီးဆရာရေးလာမယ်ဟုတ်ပြီအဲ့တော့အဲ့ဒါဟာ nearest ဖြစ်ကြောင်းကိုဆရာတို့ကထပ်ပြောဖို့လိုတယ်နော်ဒါက nearest လို့မဟုတ် furthest ပေါ့နော်အနည်းဆုံးတော့အဝေးဆုံး point to point ဆိုတဲ့အခြေအနေမှာပဲဆရာတို့ရှိသေးတယ်အဲ့တော့ဆရာတို့ထပ်ပြီးဆုံးဖြတ်ဖို့လိုတယ်ဆိုတော့ second derivative နဲ့ဒီနေရာကနေဆုံးဖြတ်လိုက်ရင်လည်းရတယ် ចောင်းသားက second derivative နဲ့မဆုံးဖြတ်ပဲနဲ့ first derivative နဲ့ဆုံးဖြတ်ခြင်းလည်းရတယ်။နော် first derivative နဲ့ဆုံးဖြတ်ခြင်းလည်းရ။ဘာလို့ first derivative ကတန်ဖိုးကလည်းဆရာတို့စီမှာရှိလာတာဟုတ်။နော်ဆရာတို့စီမှာဒီမှာရှိလာတယ်။နော်ဒါကြီးတခုလို့။အဲ့တော့ဆရာသဘောကျတာကတော့နော် first derivative ကသူကဒီလိုပြောချင်တာဒီလို။နော် first derivative ဒီဥမာဆိုပါဆို minus 0 plus ဆိုရင်ဒါပါဆိုတော့အဲဒါ nearest point ပေါ့။ เนาะဒါ nearest point ပေါ့ဒါ minimum အသေးဆုံးအသေးဆုံးဆိုတာပြောမယ်ဆိုရင် point နှစ်ခုရဲ့အနည်းဆုံးအခြေအနေဖြစ်သွားတာเนาะအကဲဒါအကြီးဖြစ်သွားမယ်ဆိုလို့ရှိရင်เนาะဒါကဒီလိုမျိုးအဲ first derivative မှာဒီလိုသွားတယ် positive သွားတယ်ဒဲလာတယ်ပြီးပါဆိုတော့ဒီလိုဆင်းတယ်အဲ့လိုဆင်းရဆိုတော့ maximum maximum ဆိုတော့အဝေးဆုံး furthest လို့ပြောကြင်တာ နော်အဲ့ဒါဆရာတို့က first derivative နီးနဲ့ဆရာတို့စဉ်းစားတာကိုပြောတာအဲ့ဒီနီးနဲ့ကျောင်းသားတွေက calculator ထဲမှာ sin ကိုတွက်ပြီးတော့စဉ်းစားမယ်ဆိုရင်လည်းရတယ်နော်ဆရာတွက်ပြတာတဲ့အဖြေမှာဆရာ second derivative ကြီးပဲစဉ်းစားနေတဲ့ပုံစံမဟုတ်ဟိုဟိုဘယ်ဟိုစိတ်ရောက်နေမှာဆိုလို့ဆရာတို့ဒီ practice ဘုရဲ့ answer ကြီးထဲမှာဆရာအဲ့ပုံစံလေးအပြောင်းလဲလေးဖြစ်အောင်တွက်ပြတာလေးရှိတယ်အခုဒီမှာတော့ဆရာ second derivative လေးဆရာသုံးလိုက်မယ်နော်ဒီ video မှာတော့ကောင်းပြီအဲ့တော့ဆရာဒီမှာ first derivative ဟုတ်ပြီ d 2d over dy square equals ပေါ့နော်ပါဝါရှေ့ချလိုက်တော့3 over 4 y square ဖြစ်သွားတယ်အဲအဲ့နေရာမှာဆိုတော့ y တန်ဖို့2ထည့်လိုက်ဒီကောင်က positive ဖြစ်သွားတယ်တွေ့လားနော် y equal to 2ပေါ့အဲ့ဒါကိုဆိုတော့ဒီလိုလေး dd d2d over dy square at y equal to 2ဆိုလို့ရှိရင် equals ဒီကောင်နဲ့နဲ့လေးဆိုတော့3ဖြစ်သွားတယ်တွေ့လားအဲ့တော့ greater than 0အဲ့တော့ဘာဖြစ်လဲဆိုတော့1 comma 2เนาะဆရာဒီမှာအဲ y က 2x က1ဆိုတော့သူ့ကိုဆရာတို့က1 2ဆိုဆရာတို့ရေးရမယ်เนาะ therefore เนาะ1 2 is the nearest to the point ပေါ့เนาะဒူကောမှာ1ပေါ့ဒီအောင်တော့ဆရာကမိကွန်းကတော့ဒီလိုမျိုးလေးတွက်လိုက်လို့ရှိရင်တော့ပြီးသွားပါပြီဒီနေရာမှာဆရာထပ်ပြီးတော့ဖြည့်ဆွတ်ပြီးဆရာပြောနေတာရှိသေးတယ် တော့ y square equal to 4x ဆိုတဲ့အကောင်ကိုဆရာတို့ကသူ့ကို graph ဆွဲကြည့်မယ်ဆိုလို့ရှိရင်ကဲဆိုကြပါစို့เนาะဒီလိုထွက်တယ်ပေါ့เนาะဟုတ်ပြီ2.1အားနာမှာဆရာတို့ရှိနေတယ်เนาะအနည်းဆုံး point อ่ะကဲဒီ point ဖြစ်သွားတယ်ဆိုပါစို့8 point ဖြစ်သွားတော့เนาะအဲ့ဒါကဘာလဲဆိုတော့1.2ဆိုတဲ့ point ပေါ့เนาะဒါ1.2ဆိုတဲ့ point ဒါ2.1ဆိုရင်ဒါအနည်းဆုံးပေါ့ဒီ graph ပေါ်မှာရှိတဲ့အမှတ်တွေတွေကအနည်းဆုံးအဲ့တော့ တချို့ကြောင်းသားကထင်ကောင်းထင်နိုင်တယ် first derivative နဲ့စဉ်းစားမယ်ဆိုရင်ဒီ point ရဲ့မတိုင်ခင်မှာလဲ positive ပဲဒီ point ကျော်သွားတော့လဲ positive ပဲဘလို့ဖြစ်တာလဲဆိုပြီးတော့တချို့ကြောင်းသားတွေကနည်းနည်း confuse ဖြစ်သွားတာမျိုးရှိတယ်။နည်းနည်းမျက်စိရှုပ်သွားတာမျိုးရှိတယ်တယ်မဟုတ်ဘူးเนาะ။ကျတော့ခုစဉ်းစားနေတာဘာကိုစဉ်းစားဆိုတော့အဲ့လိုရှင်းအောင်လို့ဆရာเนาะဟိုဟာလေး graphic line နဲ့ဆရာနည်းနည်းလေးရိုက်ပြခြင်းတယ်เนาะ။ဆိုတော့ y square equal to เนาะအဲ 4x ပေါ့ဟုတ်ပြီ तू อ่ะ1.2ဆိုတဲ့ point ဒါပေါ့ဟုတ် sorry ကျတော့အရင်ဆုံး2.1ကိုအရင်ဆုံးစာရေးတင်တယ်နော်1ဒီကော2 okay ဒါ2.1 2.1 ਨੇ အနည်းဆုံးအရပါဆို1.2ဆိုပြီးဆရာတို့ရခဲ့တာပေါ့နော် ပြောမှဆိုဒီ distance ဒီအကွာဝေးတစ်ခုကအနည်းဆုံးပေါ့အဲ့ဒီပေါ်မှာရှိတဲ့ point နဲ့ a နဲ့ distance ကိုပြောတာ distance fashion ကိုပြောတာ နော် distant function နဲ့ဆရာတို့အလုပ်လုပ်တာအဲ့ distant function နဲ့မှာမှဘယ်သူ့ကိုဆရာတို့စဉ်းစားတာလဲဆိုတော့သူ့ရဲ့ derivative distant function ကို differentiate လုပ်လိုက်လို့ရရဲ့ derivative တနည်းအားဖြင့် gradient function ကိုဆရာတို့စဉ်းစားတာနော်ဒီကောင်ကြီးကိုဒီဒီ function y square equal to 4x ကိုစဉ်းစားနေရမဟုတ်ဘူးနော်ဆရာတို့ခုစဉ်းစားနေ y square equal to 4x အပေါ်မှာရှိတဲ့ point to point ဘယ်သူနဲ့လဲဆိုတော့ a နဲ့သူတို့နှစ်ခုရဲ့အကွာအဝေးသူတို့နှစ်ခုရဲ့အကွာအဝေးဒီညီချင်းဝေးချင်းဆိုတဲ့ကိစ္စကအဲ အဲ့ဒီအကွာအဝေးကိုပေါ်ပြနိုင်တဲ့ function တိဆောက်ဖို့လိုတယ်เนาะအဲ့ဒါလေးကိုဆရာတို့ကဒီပုံစံလေးကကောင်းတယ်เนาะအဲ့ဒါကြောင့်ဆရာတို့ကဒီ function လေးကိုအရင်ဆုံးဆရာတို့ကတိဆောက်ခဲ့တာပေါ့เนาะဒီမှာဒီနေဒီစဉ်းစားချက်လေးကနေလာတာเนาะ y square equal to 4x ဆိုတဲ့ function မဟုတ်ဘူးเนาะဆရာတို့အလုပ်ဒီတပုတ်လုံးမှာအလုပ်လုပ်သွားတာက distant function နော် point နဲ့ point အကွာအဝေးကို function တစ်ခုစောက်လိုက်တာစောက်ပြီးတော့မှဆရာတို့ခုနက ဒီ graph ပေါ်မှာရှိတဲ့ point မို့လို့သူ့ကို y² 4x ဆိုတဲ့เนาะ equation ကိုဆရာတို့သုံးပြီးတော့အဲ in terms of y နဲ့ပေါ့ y ပါတဲ့ပုံစံနဲ့ဒီ function ကို n တို့တစ်လုံးနဲ့ပုံစံနဲ့ပေါ့เนาะသူက single variable ပုံစံနဲ့ဆရာတို့ကပြောင်းယူလိုက်တာယူပြီးတော့မှဆက်တွက်သွားတာအဲ့ဒီ concept လေးကိုဆရာတို့နားလည်ဖို့လိုတယ်เนาะ20ကတော့ဒါပါပဲသိပြီးတော့ခက်ခက်ခဲခဲမရှိပါဘူးเนาะ20လေးကတော့ဒါပဲ Okay as a thanks for watching เนาะ bye နောက်ထပ်အခန်းကြီးဆက်မှာပြန်ဆုံကြအောင်